တ်တငယ်ချင်းနဲ့စက်တူလုပ်ငန်းဆက်လုပ်တော့မယ်ဆိုရင်ဒို့မဟုတ်ပါတနာရှစ်လုပ်ငန်းတစ်ခုဆက်လုပ်တော့မယ်ဆိုရင်တာဝန်ကျန်ဒီလိုအကြံပေးတာမျိုးတွေကြားဘူးကြမှာပါတငယ်ချင်းနဲ့ဆက်ဆံရေးကောင်းအောင်လုပ်တာဝန်တွေတည်ချခွဲစာချုပ်တွေတည်ချချုပ်ဒါပေမဲ့အဲ့ဒါတွေက level 1အကြံဉာဏ်တွေပါခလေးတွေကိုပုံပြောပြနေတယ်လို့ပဲတကယ် business မှာတော့မျောလင်းချက်တွေခင်မင်မှုဒါမျိုးတွေကမင်းကိုမကယ်နိုင်ပါဘူးခိုင်မာတဲ့ system design ရပဲမင်းကိုကယ်တင်နိုင်မှာ ဒီနေ့တော့ partnership မှာတကယ်အရေးပါတဲ့အချက်၅ချက်ကြောင်းနည်းနည်းဆွေးနွေးဆိုင်သွားကြည့်ကြမယ်။နံပါတ်၁ချက်က50-50 deadlock partnership လုပ်ငန်းတွေစက်တူလုပ်ငန်းတွေမှာ အဖြစ်အများဆုံးနဲ့အန်တီရဲ့အကြီးဆုံးအမှားကတော့လုပ်ပိုင်ခွင့်တွေကို50-50ခွဲရပါပဲ။ကြားရတာမျှတရလို့ထင်ရတယ်နော်။ဒါမဲ့တကယ်တော့အဲ့ဒါက decision deadlock လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချလို့မရတဲ့ပြဿနာကိုဖန်တီးလိုက်တာပဲ။အခုမှမင်းကလမ်းကြောင်း A ကိုသွားကျင်တယ်။မင်းရဲ့ partner ကလမ်းကြောင်း B ကိုသွားကျင်တယ် လုံပိုင်ခွင့်တွေကတော့မင်းတို့က50 50ခွဲရမယ်ဆိုရင်ဘသူမှအနိုင်မဲမရှိတဲ့အတွက်လုပ်ငန်းကရှေ့ဆက်လို့မရဘူးတနည်းအားဖြင့်မှရပ်တန့်သွားလိမ့်မယ်။ဒါဆိုရင်ဘယ်လိုလုပ်ရမလဲ။တွေ့ကြုံရှိတဲ့သူတွေက partnership မှာ50 50ကိုအမြဲတမ်းရှောင်တယ်။သူတို့က51 49ခွဲတယ်ဒါမှမဟုတ်ရင်49 49နှစ်ဆိုပြီးတော့ယုံကြည်ရတဲ့တတိယလူကိုအနိုင်မဲ200ခန်းတော့ပေးထားတယ်ပါတနာရှစ်ဆိုတာမျှတဖို့ထက်အကြက်တဲကြုံလာရင်ရှစ်ဆက်သွားနိုင်မှုတိစောက်ထားရတာပဲ အမတ်နဲ့တစ္ဆာရှိမရှိစမ်းသပ်မယ်။ဒေးဝမ်းမှာကလေးကရှယ်ယာတွေအားလုံးကိုပြေဝပေးလိုက်တာကိုလဝင်းကိုဒါနဲ့မှုန်းလိုက်တာနဲ့တူတူပဲ။ Silicon Valley မှာကြင့်သုံးတဲ့ဟာလေးတခုပြောပြမယ်။ Vesting လို့ခေါ်တယ်။ Facebook ကိုစပြီးတည်ထောင်တဲ့တငယ်ချင်းနှစ်ယောက်ဇက်လန်းကိုကြားဥကြရမလား။တယောက်ကအစောကြီးထွက်သွားပြီးတော့ company ရဲ့ share အပုံလိုက်ကိုလိုချင်ခဲ့တယ်။ဒါပေမဲ့ Mark Zuckerberg က Silicon Valley ရဲ့ Vesting ဆိုတဲ့နည်းလမ်းကိုသုံးခဲ့လို့ company ကိုကယ်တင်နိုင်ခဲ့တယ်။ fasting ဆိုတာဘာလဲဆိုတော့ तू อ่ะ share တွေကိုပေါ့ချက်ချင်းမပေးပဲနဲ့အချိန်ကာလတစ်ခုဥမာ၄နှစ်ပဲဆိုပါစို့အဲ့အချိန်ကာလပေါ်မှာတဖြည်းဖြည်းချင်းနဲ့မှရပိုင်권တွေကိုရလာအောင်လုပ်ထားတာပါ partner ကတစ်နှစ်မပြည့်ခင်ထွက်သွားတာလားဒါဆိုရင် तू share ဒီဆောင်မှမရဘူးအနှစ်ပြည့်ရင်25ရာခိုင်နှုန်း၄နှစ်လုံးပြည့်မှ100ရာခိုင်နှုန်းအပြည့်ရမှာဒါ loyalty တစ္ဆာတရားကိုအာမခံပေးထားတဲ့အရာတစ်ခုဖြစ်တယ် ပါတနာရှစ်တွေမှာတစ္ဆာတရားဆိုတာမျိုးอ่ะချစ်လို့ခင်လို့ဒါမျိုးနဲ့တိဆောက်လို့မရအောင်စမတ်ကြတဲ့ system တစ်ခုနဲ့ပဲတိဆောက်ရတာတကယ်လုံးထူးထူးလေးပြောတာတွေတစ်ပူထိရောက်တယ်သက်တော့လမ်းခွဲခြင်းလန်းခွဲတဲ့ခါမှာအချီးတန်တဲ့တိုက်ပွဲတွေမဖြစ်အောင်ကြိုတင်ကာဝယ်ပေးနိုင်တဲ့အရာတစ်ခုရှိတယ်။ Shotgun Claws လို့ခေါ်တယ်။အဲ့ဒါဘာလို့ဆိုလို့လဲဆိုတော့ဥမာမင်းနဲ့မင်းတငယ်ချင်းကိုအောင်က partnership လုပ်ကြတယ်။ Coffee ဆိုင်ထောင်ထားတယ်။50-50 share နဲ့တီထောင်ထားတယ်ဆိုပါစို့ ငါလည်းအဆင်ပြေနေတယ်။ဒါပေမဲ့တနေ့မှာစိုက်ခွဲတစ်ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နှစ်ယောက်ကြားထဲမှာအကြီးအကျယ်သဘောထားကွဲလွဲကြတယ်။မင်းကစိုက်ခွဲတစ်ဖွင့်ကျင်တယ်ကိုအောင်ကမဖွင့်ကျင်ဘူး။ဒီကိစ္စကြောင့်လုပ်ငန်းဟာရှစ်ဆက်ဖို့လည်းမလွယ်ဘူး။အချင်းချင်းလဲစကားမပြောနိုင်တဲ့ဒီဖြစ်သွားတယ်။ဒီလိုအခြေအနေမှာနှစ်ယောက်စလုံးရဲ့ partnership agreement စာချုပ်ထဲမှာ shotgun clause ဆိုတဲ့အချက်ပါနေခဲ့မယ်ဆိုရင်ဒီ shotgun ကို အသက်သွင်းလိုက်လို့ရတယ်။ဘူးကတော့ရှင်းရှင်းလေးပဲ။မင်းကဈေးတစ်ခုဖြတ်ရမယ်။ အဲ့ဒီဈေးကတော့ coffee ဆိုင်ရဲ့ share တစ်စားကိုဒေါ်လာ1000ထားပါတော့အဲ့လောက်နဲ့ဈေးဖြတ်တယ်ဆိုတာမျိုးပေါ့အဲ့လိုမင်းကဈေးဖြတ်လိုက်တဲ့အချိန်မှာအခုဆိုရင်မင်းရဲ့ partner ကိုအောင်မှာရွေးချယ်စရာလမ်းနှစ်ခုပဲရှိတော့တယ်ပထမတစ်ခုကဝယ်မလားဒုတိယတစ်ခုကရောင်းမလားဝယ်မလားဆိုတာကကြတော့မင်းရဲ့ share တွေအားလုံးကို तू ကမင်းခေါ်တဲ့ဈေးနဲ့ပဲသူ့ဘက်ကပြန်ဝယ်လိုက်မယ်အဲ့ချိန်မှာမင်းကပတ်စံယူပြီးတော့ထွက်သွားရမယ်။ तू ကတရားရဂိုင်းလုံးပိုင်ရှင်ဖြစ်သွားမယ်။အဲ ရောင်းမလားဆိုတဲ့ option ကကြတော့သူ့ရဲ့ share အကုန်လုံးကိုအဲ့ဒီဈေးနဲ့မင်းကိုအကုန်ရောင်းလိုက်မယ်။ तू ကပတ်စံနေယူပြီးထွက်သွားမယ်။မင်းကတရားရဂိုင်းလုံးပိုင်ရှင်ဖြစ်မယ်။အရေးကြီးတဲ့အချက်ကကြတော့ကိုအောက်မှာငင်းဆန်ပိုင်ခွင့်မရှိပါဘူး။အပေါ်ကလမ်းနှစ်ခုထဲကတစ်ခုကိုမဖြစ်မနေရွေးချယ်ရမယ်။ဒါကြောင့်မလို့ဒီ clause ကို short gun လို့တင်စားပြီးခေါ်ဝေါ်တာဖြစ်ပါတယ်။တယောက်ကတနတ်ထုတ်ချိန်လိုက်ရင်ကြံတယောက်ကမဖြစ်မနေတုံ့ပြန်ရတယ်လို့ပါပဲ။ဒါကလုံးဝလမ်းခွဲလိုက်ရတဲ့အခြေအနေအတွက်ပါ။ ဒါပေမဲ့လမ်းမခွဲခင်မှာရောနေ့စဉ်လုပ်ငန်းတွေမှာရောသဘောထားကွဲလွဲရင်ဘု து စကားအတီးဖြစ်ရမှာလဲတင်မောတစည်းမှာကပတိန်နှံ့ရောက်ထားရင်ဘာဖြစ်မလဲသိကြလားတင်မောနဲ့မှာပဲ business မှာလည်းဒီလိုပဲဘသူကဘာလုပ်မလဲဆိုပြီးတော့ rule ခွဲထားတာထက်ဘသူကနောက်ဆုံးဆုံးဖြတ်ပေးမလဲဆိုတဲ့ authority အခွင့်အာဏာအပူရေးကြီးတယ် Google တို့ Amazon တို့လို technical company ကြီးတွေမှာတုံးတဲ့ DASI framework ဆိုတာရှိတယ် အော်ဒီ Darcy framework အကြောင်းကိုသိကျင်တဲ့လူရှိရင်တော့ comment မှာမှန်းခဲ့ပြီးပါဗီဒီယိုလေးတစ်ပုဒ်တည်တတ်လုပ်ပေးပါမယ်။ DACI ဆိုတဲ့သကလုံးလေးလုံးမှာတစ်ခုချင်းစီမှာအသေးပဲရှိပါတယ်။အဲ့ဒီထဲကမှဒီနံပါတ်၄ချက်နဲ့ kait နေတဲ့ A ဆိုတဲ့ဟာလေးကိုပဲပြောပြပေးသွားပါမယ်။ A ဆိုတာကတော့ approval ကိုပြောချင်တာပါ။ဆုံးဖြတ်ချက်ချပေးရတဲ့သူပေါ့။အဲ့လိုမျိုးနောက်ဆုံးဆုံးဖြတ်ချက်တစ်ခုတည်းကိုချပေးရတဲ့သူကတယောက်တည်းဖြစ်ရပါမယ်။လူတိုင်းက debate လုပ်လို့ရတယ်၊ဝင်ပြီးတော့ဆွေးနွေးလို့ရတယ်၊အကြံဉာဏ်တွေပေးလို့ရတယ်။ ဒါပေမဲ့ဆုံးဖြတ်ချက်ချတဲ့လူစွာတယောက်တည်းပဲရှိရမှာပါ။ဒါကခေါင်းဆောင်နှစ်ယောက်တိုက်နေတာကိုဖြည့်ရှင်းပေးတယ်။အဲ့တော့လုပ်ငန်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေဖြစ်တယ်။ဒါပေမဲ့လုပ်ငန်းရှင်နှစ်ယောက်ကြားဆက်ဆံရရောဘယ်လိုဖြစ်မလဲ။ partnership တွေမှာအတန်တိတ်လူသက်သမားရံဖြစ်ခြင်းမဟုတ်ဘူး။မတင်နတ်မှုပဲ။ရင်ထဲမှာပြောမထွက်ပဲနဲ့တင်းထားတဲ့အမုံမွှားလေးတွေကနေစပြီးတော့နောက်ဆုံးမှာပြန်ပြင်လို့မရတဲ့အကြောင်းတစ်ခုဖြစ်သွားတာ။ အဲ့တော့ partnership ဆိုတာကစက်တစ်ခုလိုပဲပုံမှန်ပြုပြင်ထိန်းသိမ်းနေဖို့လိုတယ်။နောက်ဆုံးချက်ကဘာကိုပြောချင်တာလဲဆိုတော့တစ်လတစ်ခါဒါမှမဟုတ်သုံးလတစ်ခါလုပ်ငန်းအကြောင်းလုံးဝမပါတဲ့ partnership meeting တခုကိုလုပ်ပါ။ဘာဖြစ်လို့လုပ်ငန်းအကြောင်းလုံးဝမပါရတာလဲဆိုတော့ပုံမှန်စည်းဝေးတွေမှာဆိုရင်ကျမတို့ကဘာလုပ်ရမလဲဆိုတာတွေပဲအယုံဆိုင်ကြတယ်။ဒီ partnership meeting ကကြတော့ထူးကြတယ်။အားလုံးနှစ်ယောက်ပေါ့ဘလို့လုံးလုံးနေတယ်လဲဆိုတာကိုအဓိကထားပါတယ်။ဒီလို meeting တွေမှာမေးသင့်တဲ့မေးခွန်း၃ခုရှိပါတယ်။ မတ်တကျမတို့နှစ်ယောက်ကြားမှာဘာရီစင်ပြေနေလဲဒီမေကွန်းဟာပြဿနာတွေမပြောခင်မှာအရင်ဆုံးချီကျူးစကားပြောပြီးတော့တစ်ဖက်လူရဲ့အားသာချက်ကိုအတိမတ်ပြုတ်ပေးတာဖြစ်ပါတယ်။နံပါတ်2ဘာရီယာပုတ်တိုက်မှုဖြစ်စေလဲဒါကတော့အဓိကချက်ပါပဲ။ဒီမေကွန်းဟာရင်ထဲမှာမတင်မကျဖြစ်နေတဲ့ပြောဖို့ဝင်လေးနေတဲ့အသေးအဖွဲကိစ္စလေးတွေကိုထုတ်ပြောဝင်ပေးတာပါ။ဥပမာမင်းအဲ့နေရာအီးမေးလ်ကိုအဲ့လိုပြန်လိုက်တာငါတိတ်သဘောမကျဘူးဆိုတာမျိုးကအစားထုတ်ပြောပါ။ ဒါမှမကျေနပ်မှုဆိုတဲ့အဆိုင်ခဲတွေမဖြစ်လာမှာပါ။မတ်တုံနောက်လာမှာကျမစီကသာကူညီလို့လဲမိကုံးကပြဿနာရှာတာအပြစ်တင်တာနေနဲ့အဆုံးမသက်သွားစီပဲနဲ့အဖြေရှာပြီးတော့မှရှေ့ဆက်ဖို့ဥတည်ပေးပါတယ်။တယောက်နဲ့တယောက်ဘလို့ပံ့ပိုးကူညီနိုင်မလဲဆိုတာကိုတောင်းဆိုခွင့်ပေးတာဖြစ်တဲ့အတွက်ပို့ပြီးတော့အပြုသဘောဆောင်ပါတယ်။အဲ့တော့တွေ့တဲ့အတိုင်းပဲအောင်မြင်တဲ့ပါတနာရှစ်ဆိုတာကံဒါမှမဟုတ်ခင်မင်မှုတွေပေါ်မှာတိဆောက်ထားတာမဟုတ်ဘူး။ရန်သူဖြစ်သွားနိုင်ခြေရှိတဲ့လမ်းကြောင်းတိုင်းကိုကြိုတင်ပိတ်ဆို့ထားတဲ့ system design ပေါ်မှာတည်ဆောက်ထားတာ။နောက်ဗီဒီယိုမှာတော့ corporation နေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်ပြီးတော့မျှဝေပေးသွားပါမယ်။မင်းရဲ့ business IQ ကိုနောက်တစ်ဆင့်မြင့်ကျင်တော့ကျမတို့ရဲ့ page ကို follow လုပ်ထားလိုက်ပါ။